ပြီးခဲ့တဲ့ရက်ပိုင်းကမှငလျင်တန်အပြင်းထန်ခံလိုက်ရတဲ့မန္တလေးမြို့အနီးကိုဧပြီလ1ရက်မြမစံတော်ချိန်ညနေ9:30မိနစ်မှာအင်အားအသင့်တင့်ရှိတဲ့ငလျင်တစ်ခုထပ်မံလှုပ်ခတ်သွားတယ်လို့အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ USGS ရဲ့တိုင်းထွာချက်တွေအရသိရပါတယ်မြင်းကလင်းကမန္တလေးမြို့နဲ့16ကီလိုမီတာအကွာမှာလှုပ်ခတ်ခဲ့တာဖြစ်ပြီးမန္တလေးမှာကုညီကဲဆယ်ရွေးတဲ့လှုပ်ဆောင်ချိန်ငလင်လှုပ်ခတ်မှုကိုခန်းစားလိုက်ရကြောင်း ကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေစီကတည်ရပါတယ်စကိုင်းမန္တလေးနဲ့ပြည်ဦးလွင်ကပြည်သူတွေတိတာတဲ့လှုပ်ခတ်မှုကို ခံစားလိုက်ရတယ်လို့ဒေသခံတွေကသူတို့လူမှုကွန်ရက်ဆမ်မနာတွေမှာမျှဝေထားကြပါတယ်။မလ28ရက်မိုးလယ်ပိုင်းကစကိုင်းနဲ့မန္တလေးကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ပြည်အား9.8%ရှိတဲ့ငလျင်နှောက်ဆက်တွေအနေနဲ့ဧပြီလ1ရက်ညနေ3:30မိနစ်ထိနှောက်ဆက်တွေငလျင်အကျဉ်းရေ140ကျော်ရှိလာပြီဖြစ်ပါတယ်ရှင်။